ခုတင်ဆက်ပေးမယ့်သတင်းကတော့ဒေါက်တာစိတ်ဖွားရဲ့ဝေဖန်ချက်နဲ့ဆက်လျင်းပြီးအဖွဲ့ဝင်၁၈ဦးပါစုံစမ်းရေးကော်မရှင်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်တာနက်မှာပေါ်ပြပါရှိတဲ့ဒေါက်တာစိတ်ဖွားဆိုသူရဲ့ Above the Law ခေါင်းစဉ်ပါဝေဖန်ချက်နဲ့ဆက်လျင်းပြီးအဖွဲ့ဝင်၁၈ဦးပါဝင်တဲ့စုံစမ်းရေးကော်မရှင်ကိုယနေ့ဖေဖော်ဝါရီလ၈ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်စတ္ထမပုံမှန်အစည်းအဝေးမှာဖွဲ့စည်းလိုက်တယ်လို့သိရပါဗျာ။ အဲ့ဒီစုံစမ်းရေးကော်မရှင်မှာပြည်အောင်စုလွတ်တော်ဒုတိယနာယကဦးမြငိမ့်ကဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပါတယ်ဒုတိယဥက္ကဋ္ဌအဖြစ်ဦးနန္ဒကျော်စွာကတာဝန်ယူကအဖွဲ့ဝင်တွေအဖြစ်ဒေါက်တာဆိုးရင်ဒေါက်တာမျက်ညာနာဆိုဦးခိုင်မောင်ကြီးဦးသိန်းညွန့်ဦးအောင်ကျိုင်ဦးမင်းဆွေဦးဖုံးမြင့်အောင်ဦးအောင်ငိမ့်ဦးကန်ညွန့်ဦးဆိုင်ကျော်စောအတန်းဦးလှဆွေဦးသိန်းဦးဦးစန်းလွင်နဲ့ဒေါ်ကျင်စန်းတို့ပါဝင်ပါတယ်အဲ့ဒီကော်မရှင်ဟာလွတ်တော်ရဲ့လှုပ်ဆောင်ချက်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ဂုံတိတ်ခါကိုစော်ကားခြင်း ပြည်သူလူထုကအထင်လွဲမှအကြည်ညိုပြက်စေရတဲ့အချက်များလိမ့်မှုဆိုင်ရာဆက်သွယ်ရေးဆိုင်ရာကိစ္စနဲ့ဆက်လျင်းတဲ့တည်ဆဲဥပဒေနီးဥပဒေများစာနယ်ဇင်းကျင့်ဝတ်များနဲ့မိကဲသို့ဆက်ဆက်နေတာတွေကိုဖော်ထုတ်ရမှာဖြစ်ပါတယ်။ဒါအပြင်ဒေါက်တာစိတ်ဖွားရဲ့ဝေဖန်ချက်တွေနဲ့ဆက်လျင်းပြီးနိုင်ငံသားတိုင်းရဲ့တာဝန်လွတ်လပ်စွာပြောဆိုရေးသားထုတ်ပြန်ခွင့်နဲ့ချိန်ထိုးပြီး၎င်းရဲ့ဆောင်ရွက်ချက်ဟာနိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးရက်ရွာအေးချမ်းတရားရေးသို့မဟုတ်ပြည်သူတို့၏ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားတဲ့ဥပဒေဤဥပဒေများနဲ့ဆန့်ကျင်ခြင်းရှိမရှိကိုလည်းဖော်ထုတ်ရမှာဖြစ်ပါတယ်။ဆက်လက်ပြီးကာယကံရှင်ကိုမိတို့အရေးယူဆောင်ရမယ်ဆိုတဲ့အချက်တွေနဲ့အစီအစဉ်တွေကိုဖော်ထုတ်အကြံပြုဖို့ကိုလည်းပါဝင်တယ်လို့သိရပါတယ်ရှင်။